ရခိုင်ကအရခတ်တက်တော်ကအပိတက်တိုင်ပိတ်ထားပြီးဖြစ်တဲ့မြို့နယ်တွေမှာဒေသအတွင်းပြည်လဲဝေရောက်နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်ဘုံခုချင်းတွေကိုတူးထားကြဖို့အရခတ်ပြည်သူတော်လှန်ရေးအစိုးရကတိုက်တွန်းမှုလှောက်ဆောင်နေတာတွေဇက်တိုက်ရှိနေတယ်လို့ဒေသခံပြည်သူတွေကဆိုကြပါတယ်။အရခတ်ပြည်သူတော်လှန်ရေးအစိုးရအနေနဲ့မြို့တွင်းကိုပြည်လဲဝေရောက်နေထိုင်သူတွေအနေနဲ့မိမိတို့နေအိမ်ကိုပြန်လဲရောက်ရှိလာတာနဲ့ဘုံခုချင်းတွေကိုအိမ်တိုင်းဆက်နေတကြတူးထားဖို့ စစ်ကြံလက်နက်နဲ့မိုင်းတွေရှိနိုင်တဲ့ဒါကြောင့်လမ်းဘေးဝဲရကိုမတွားကြဖို့စစ်ကြံလက်နက်နဲ့မိုင်းတွေကိုတွေ့ရှိပါကစူးစမ်းကင်တွေတာမျိုးမလုပ်ပဲနှိစက်တဲ့နေရာကတပ်ဆိုင်ရာတွေကိုအကြောင်းကြဖို့အန္တရာယ်ရှိတယ်လို့တားမြစ်ထားတဲ့နေရာတွေကိုမတွားကြဖို့လူစုလူဝေးမလုပ်ဖို့လေကြောင်းအန္တရာယ်ကိုတတိထားစောက်ကြည့်နေထိုင်ဖို့နဲ့ကလေးတွေကိုဘေးအန္တရာယ်ကင်းအောင်အထူးကူယူဆိုင်စောက်ရှောက်ဖို့ဆိုတဲ့အချက်တွေကိုထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိအရောကတက်တော်တင်ပိုက်ထားတဲ့မြို့တွေက စစ်ပွဲနဲ့ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတဲ့ဗီဒူတွေကိုအာရခတတ်တော်နဲ့အာရခဗီဒူတော်လည်းရဲ့အစိုးရကဒေသတွေပြည်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တဲ့နေထားတစ်ခုမှရှိလာနေပြီဖြစ်တဲ့အတွက်ပြည်လည်ဝင်ရောက်နေထိုင်ခွင့်ပြုထားတဲ့အခြေအနေမှရှိတဲ့အတွက်ပြည်လည်ဝင်ရောက်နေထိုင်တဲ့ဗီဒူတွေအနေနဲ့လည်းအာရခဗီဒူတော်လည်းရဲ့အစိုးရကချမှတ်ထားတဲ့အစီကံတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းတောင်ကောက်မြို့ခံလူငယ်တအုကပြောပါတယ်စစ်ကောင်စီတပ်တွေဟာရခိုင်ကသူတို့လက်လွတ်ဆုံးရှုံးထားပြီးဖြစ်တဲ့ မြို့တွေကိုလေကြောင်းတိုက်ခိုက်တာတွေလှောက်ဆောင်တာတွေရှိနေတာကြောင့်အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ပြည်သူလုံခြုံရေးပိုင်းဆိုင်ရာတွေကိုအလေးထားတဲ့အနေနဲ့အခုလိုတိုက်တွန်းချက်တွေကိုဇက်တိုက်လှောက်ဆောင်ပေးနေတာဖြစ်ပြီးဒီတိုက်တွန်းချက်တွေကိုပြည်သူတွေအနေနဲ့လိုက်နာကြည့်သုံးဖို့လွတ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီလိုပဲကွာနဲ့အတန်တွဲမြို့တွေမှာလည်းအာရခပြည်သူတော်လှန်ရေးအစိုးရဟာစစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်တိုက်တွန်းပြောဆိုတာတွေကိုလည်းစတင်လှောက်ဆောင်ပေးတာတွေရှိနေပြီဖြစ်တယ်လို့တန်တွဲမျိုးခံတအူးကပြောပါတယ် ရခတက်တော်ဟာရခိုင်တကြောပြန်တိုက်ပွဲအတွင်းမှာပလဝဒေသအပါဝင်ရခိုင်ပြည်ထဲကမြို့နယ်၁၄ခုကိုအပိတက်တိုက်ပတ်ရရှိထားပြီးလက်ရှိအဲ့ဒီတိုက်ပတ်ရရှိထားတဲ့မြို့တွေမှာအရက်သားပြည်သူတွေပြန်လည်ဝေရောက်နေထိုင်နိုင်အောင်မိုင်းရှင်းလင်းရေးတွေလှုပ်ဆောင်ပေးတာတွေအဖြစ်အရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်တာတွေဆက်တိုက်ရှိနေပြီဖြစ်တယ်လို့